မင်္ဂလာပါဒီနေ့တော့ဖျားသခင်ရှိကြောင်းကဘာပေါ်မှာပေါ်ထွန်းခဲ့တဲ့ထင်ရှားတဲ့ပုံကိုကြီးရဲ့အစိုးမိတ်ချုပ်ကိုဖော်ပြလိုပါတယ်ဖျားသခင်ကလူတိုင်းကိုလွတ်လပ်စွာရွေးချယ်ကိုးကွယ်ပိုင်ဖြင့်ပေးထားသလိုဒီနေ့ကိုယ့်ရဲ့ရွေးချယ်မှုအတွက်အထောက်အကူဖြုတ်နိုင်ပွင့်ရန်အတွက်ဒီအစိုးမိတ်အချုပ်ကိုလည်းကျွန်တော်ဖော်ပြပေးလိုပါတယ်ဘာသာတရားဆိုင်ရာသုံးသင်ချက်များကလည်းဖျားရှိတယ်ဆိုတော့အလွယ်တကူယုံကြည်လိုက်တာမျိုးမဟုတ်ဘဲနဲ့စင်စားစင်ကျင်နိုင်စွမ်းညံစွမ်းကိုအသုံးပြုပြီးမှ ယုံကြည်ရမယ်လို့တိုက်တွန်းထားသလိုတမချန်းစာကလည်းမှန်သောဖျားကိုတည်သောညံကိုငါတို့အားပြီးတော်မူသည်လို့ဖော်ပြထားပါတယ်ဆိုတော့ယုံလောက်သောတက်တည်အများရှိတော်လဲမယုံနဲ့အဘယ်သူသည်ဖျားသခင်စီရင်ခြင်းနဲ့လွတ်နိုင်ပြီလို့တမချန်းစာကဖော်ပြထားပါတယ်ဆိုတော့ဒီနေ့ကဘာပေါ်မှာပေါ့နော်သမိုင်းနေတက်တည်မြောက်များစွာရှိပါတယ်။ယုံလောက်သောတက်တည်စင်ကျင်တတ်သောအတွေးခေါ်နှလုံးသားဖျားပေးထားပါတယ်။အဲ့မှာ အဆွဲကင်းပြီးတော့ပန်သောဖျားကိုတိရှိလက်ခံယုံကြည်လာဖို့ရန်အတွက်အလိုရှိပါတယ်။တချို့ကလည်းပြောတယ်ဖျားကလည်းသူ့ကိုကိုယ်ွယ်တဲ့လူဖန်ဆင်းလိုက်ပြီးတော့မဟုတ်ပါဘူး။တချို့ကြတော့လည်းနာကစ်တို့နော်မိငလင်တို့လှုပ်ပြီးတော့မှငါ့ကိုကိုယ်ွယ်ဆိုတကူပြလိုက်ပြီးရောဆိုရင်ဒါနှလုံးသားမပါတဲ့ယုံကြည်မှုမျိုးပါ။သူကကိုယ့်ရဲ့စင်ကျင်တက်တဲ့နှလုံးသားအတွေးခေါ်နဲ့မှန်သောဖျားကိုတိရှိလက်ခံယုံကြည်လာတဲ့နော်မေတ္တာပါတဲ့ကိုယ်ွယ်မှုမျိုးပဲဖျားက လိုလားပါတယ်သူရဲ့သားစစ်သမီးစစ်တို့ကိုရလိုတဲ့အတွက်ဖခင်ကစွန့်စားရခြင်းလို့ပြောရင်လည်းမမားပါဘူးပေါ့နော်ဆိုတော့ဒီနေ့ကဘာပေါ်မှာရှိတဲ့နော်တက္ကသိုလ်အသီးသီးကသိပ္ပံပညာရှင်ပေါင်း1600ကိုသူတို့သူတည်တနာလုံလိုက်တဲ့အခါမှာ3ပုံ2ပုံကတော့ဖခင်သခင်ရှိချောင်းကိုလက်ခံယုံကြည်တယ်ဆိုတာတွေ့ရတယ်။သောမတ်အက်ဒီဆင်ကအရာခတ်သိန်းကိုတတ်နိုင်တဲ့ဖခင်စက်ကြဝဠာကြီးတစ်ခုလုံးကိုအုပ်ဆိုးတဲ့ဖခင် အရာအလုံးမှာရှိတဲ့ဖရာရှိတယ်ဆိုတာကျွန်တော်ယုံကြည်တယ်လို့သူဝန်ခံပြောဆိုခဲ့ပါတယ်။ဂရိပညာရှင်ကြီးဆိုဂရီတီကအမြင့်မြတ်ဆုံးသောဖရာတစ်ပါးရှိတယ်ဆိုတာကျွန်တော်ယုံကြည်တယ်။သူကအရာခက်သိန်းကိုအုပ်ဆိုးတဲ့သူဖြစ်ပါတယ်လို့သူကဝန်ခံခဲ့ပါတယ်။စတီဗင်ဟော်ကင်းကဖရာသခင်အယူအဆကိုမဖော်ပြဘဲစကြဝဠာရဲ့အဆကိုဆွေးနွေးဖို့ဆိုတာခက်ခဲပါတယ်လို့သူကလည်းပြောခဲ့ပါတယ်။အိုက်ဇက်နျူတန်ကစကြဝဠာဤ ြီးပြည့်စုံမှုအတွက်ဘုရားသခင်သည် မရှိမဖြစ်လိုအပ်သောစနစ်ကျလွန်းတဲ့ကျန်တဲ့ခတရားတွေဟာဉာဏ်ကြီးထက်မြက်သော မဟာဒီဇိုင်နာကြီး၏လမ်းညွှန်မှုနဲ့အခွင့်အာဏာအားဖြင့်သာတညီတညွတ်တီသွားလာလေပတ်နေတယ်ဆိုတာညင်းလို့မရပါဘူးလို့သူကပြောဆိုခဲ့ပါတယ်။ဒံွေဥပဒေကို ထုတ်ဖော်ခဲ့တဲ့နော်ခေတ်စ်ဓာတုဗေဒပညာရှင်ကြီး Robert White ကဖျားသခင်ကစကြဝဠာကိုဖန်ဆင်းသူဖြစ်ပြီး ဂျိုရွေလျောင်းမှုဆိုင်ရာနှိယာမများကိုလွတ်လွတ်လပ်လပ်တီထောင်သူ ဖြစ်တယ်လို့ပြောခဲ့ပါတယ်တရုတ်လူမျိုးဆော့ဝဲဒီဇိုင်နာကသူ့နာမည်ဖန်းယူပါတော့သူကတော့တဘွားတရားမှာရှိတဲ့အရာများစွာ အကြောင်းတွေကို တွေးတောဆင်ခြင်ကြည့်တဲ့အခါမှာတဲ့ဖျားသခင်ရှိတယ်ဆိုတာကိုမယုံလို့ကိုမရပါဘူးတဲ့အရစ္စတိုတယ်ကတဘွားတရားမှာထာဝရရွေလျားမှုကိုဖြစ်ပေါ်စေတဲ့အဓိကပုဂ္ဂိုလ် ဒါမှမဟုတ်ဖျားသခင်ရှိကြောင်းအဲ့ဒါဆက်ကြဝလာကြီးရဲ့ပြင်ပမှာ ရှိပြီး ကောင်းမွန်ကြောင်းယုံကြည်တယ်လို့သူကဆိုခဲ့ပါတယ်။အိုင်စတိုင်းကစမ်းသပ်လေ့လာရေးမကုံနိုင်တဲ့ဒီဆက်ကြဝလာကြီးထဲမှာလူညံ့နဲ့မမိနိုင်တဲ့တကူးကြီးဉာဏ်ပညာရှင်တမျိုးမျိုးရှိနေတယ်ဆိုတာကျွန်တော်ယုံကြည်တယ်။ဒီချက်ကြောင့်ဖျားသခင်ကိုကျွန်တော်ယုံကြည်လေးစားပါတယ်လို့ဆိုခဲ့ပါတယ်။နောက်တူဖြစ်တဲ့တရုတ် ယူပဗီရပညာရှင်ကြီးဝမ်လုံဟာကလည်းတစုံတူရဲ့လှုပ်ဆောင်ချက်မပါပဲဘာကားမှစနစ်တကျဖွဲ့စည်းတည်ရှိနေမှာမဟုတ်ဘူးဆိုတာသိထားတယ်။ဒါကြောင့်ဖျားသခင်ရှိတယ်ဆိုတာကျွန်တော်ယုံကြည်တယ်လို့သူကဝန်ခံခဲ့ပါတယ်။အိန္ဒိယဥနောက်သူတေသနပညာရှင်ကြီးရာဂျာကလာရီကလည်းခန္ဓာဗီရကိုလေ့လာကြည့်တဲ့အခါမှာတက်ရှိတွေကဘလောက်တောင်ပုံစံကျနာပြီးတော့မှစမ်းပြရှုပ်ထွေးတယ်လဲဆိုတာသူသိလာရတယ်။ ဒီလောက်တော့စံပြရှုပ်ထွေးတဲ့အရာတွေကသူ့လိုလိုဖြစ်လာတယ်ဆိုတာလုံးဝအတိတ်ပဲမရှိပါဘူး။ဒါကြောင့်ဒီအရာတွေကိုဖန်တီးတဲ့သူသို့မဟုတ်ဘုရားသခင်ရှိတယ်ဆိုတာသူယုံကြည်ပါတယ်တဲ့။အမေရိကန်ပိုလိုရှစ် NASA အာကာသပညာရှင်တွေကလည်းလှကဘာပတ်လန်းကနေနော်ဒီကဘာကြီးကိုပတ်နေစမှာစနစ်တကျအထိခိုင်မရှိရှုပ်ထွေးစွာကူးခတ်ရွှေ့လျားနေတဲ့ဂျိုနက်ခတွေကိုယင်သက်ရှုမွဲပွဲဟာသူတို့မြင်တွေ့ခဲ့ရပြီး ဒါတွေကိုထိမ့်ချုပ်နေတဲ့ဖရာတစ်ပါးရှိတယ်လို့သူတို့ဝန်ခံခဲ့ပါတယ်။စင်ကဲဖြစ်စဉ်အယူဝါဒရဲ့ဖခင်ကြီးဖြစ်တဲ့ဒါဝင်ကလည်းအသက်ဟာတက်ရှိဖရာသခင်စီကနေလာတယ်ဆိုတော့ကျွန်တော်ဝန်ခံပါတယ်လို့သူဝန်ခံခဲ့ပါတယ်။တက်ဆက်ကယူကဗီရတက်ကတူပေါ့နော်။သိပ္ပံပညာရှင်အများကလည်းပေါ့နော်။ဒီအလွန်ရှုပ်ထွေးပြီးစနစ်ကျလာတဲ့စနစ်နဲ့ဒီအသက်ရှိတွေအားလုံးကနော်တက်မဲ့အရာတစ်ခုခုကနေဖြစ်တည်လာတယ်ဆိုတော့သူတို့မယုံကြည်ပါဘူးတဲ့ တက်ရှိများသည်တက်ရှိဖျားသခင်ကနေလာတယ်ဆိုတာကိုညွန်ပြနေတယ်ဒီမဟာညံတော်ကလည်းဖျားစီကနေလာတယ်ဆိုတာကိုညွန်ပြနေတယ်လို့သူကဝန်ခံခဲ့ပါတယ်ဂယ်လီလီကသမချမ်းစာနဲ့သဘောတရားနှစ်ခုလုံးဟာတဲ့ဖျားသခင်အမိန်ကြောင့်သာဖြစ်တည်လာတယ်ဆိုတာအခိုင်အမာယုံကြည်တယ်ရင်းတို့နှစ်ခုကလည်းတစ်ခုနဲ့တစ်ခုသားသာသာဖြစ်ပြီးဘယ်တော့မှမဆန့်ကျင်ဘူးဆိုတာတွေ့ရတယ်လို့ပြောဆိုခဲ့ပါတယ်နက္ခတ္တဗိဒပညာရှင်ကပ္ပလာက စကြဝဠာကြီးရဲ့အခြေခံသဟာဇာတဖြစ်မှုနိယာမတရားများကို ထားရှိသည့်ဘုရားသခင်ကိုယုံကြည်ပါれစကြဝဠာဤဖွဲ့စည်းပုံအတွက်ဘုရားသခင်မှာသာတာဝန်ရှိတယ်လို့သူကဝန်ခံခဲ့ပါれ DNA ရဲ့သိပ္ပံပညာရှင်များကလူသားမျိုးနွယ် DNA သည်သူ့လိုလိုတွယ်ကပ်လာဖို့ဆိုတာမဖြစ်နိုင်ပါဘူးလူခန္ဓာကိုယ်ထဲက DNA သည်ဉာဏ်ရင်တာလွန်နဲ့ဖန်တီးမှုပုံစံတွေရှိနေတာကြောင့်ဘုရားရှိတယ်ဆိုတာကို သူတို့ညင်းလို့မရပါဘူးလို့ဆိုခဲ့ပါတယ်။ဂျာမနီကဇီဝဓာတုပညာရှင်တူကတော့ဖျားသခင်တည်ရှိတယ်ဆိုတဲ့ယုံကြည်ခြင်းဟာဘာသာရေးရဲ့အံ့ဩဖွယ်နမိတ်တစ်ခုပဲဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။ဆေးပညာဆိုင်ရာနိုဘယ်ဆုရှင်ဂျွန်အက်ကောကဇီဝဗေဒဆိုင်ရာရုပ်ဝါဒဤဖြစ်ပျက်မှုများသည့်ဖျားသခင်မြင့်မြတ်သောပေးဆောင်မှု၌လဲပတ်နေသည်ဆိုတာကိုသူယုံကြည်တယ်လို့ဝန်ခံခဲ့ပါတယ်။ တရေသားလောင်းပညာရှင်တူဦးဖြစ်တဲ့ယန္တစုကတရေသားလောင်းဖွံ့ဖြိုးမှုကိုလေ့လာလိုက်တဲ့အခါမှာအသက်ဟာဖန်ဆင်းခံဆိုတာကျွန်တော်ယုံကြည်တယ်။ဒါကြောင့်ဘုရားသခင်ရှိတယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်လို့ဝန်ခံခဲ့ပါတယ်။သင်္ချာပညာရှင်ကြီးဒေါက်တာဂျင်ဝမ်ကတက်ရှိစတင်ဖြစ်ပေါ်လာဖို့အကြောင်းကိုစဉ်းစားလေလေပထမဆုံးတက်ရှိကအလွန်ရှုပ်ထွေးမှပဲဆိုပြီးမြင်တွေ့ရလေလေဖြစ်တယ်။ ဥပမာအဲ့ဒီတက်ရှိကနေမျိုးပွားရမယ်မျိုးပွားဖို့အတွက်မျိုးရဗီဇာအချက်လက်တွေလိုမယ်ပြီးတော့အဲ့ဒီအချက်လက်တွေတိတိကျကျပုံတူပွားနိုင်စွမ်းရှိဖို့လဲလိုမယ်အယိုးရှင်းဆုံးတက်ရှိဆဲလေးတွေဟာဆဲလ်တစ်ခုခုကနေဖြစ်ပွားနိုင်ဖို့ဆဲလ်ထဲမှာရှိတဲ့စွမ်းအင်ကိုထိမ့်ပေးတဲ့အလုပ်အပြင်မော်လီကျူးလီးတွေကိုစနစ်တကျအလုပ်လုပ်ဖို့လဲလိုတယ်အဲ့ဒီလောက်ရှုပ်ထွေးတဲ့လှုပ်ဆောင်မှုတွေကသူ့အလုပ်လို့ဖြစ်လာတယ်ဆိုတာဖြစ်နိုင်ပါမလား ျွန်တော်ကတညာပညာရှင်တူဦးပါခံမှန်းပြောစာရတာတွေကိုကျွန်တော်လက်မခံပါဘူးဒါကြောင့်ဉာဏ်ပညာကြီးမားတဲ့ဖန်ဆင်းရှင်တူဦးရှိတယ်ဆိုတာတက်တည်တာသကားပါပဲလို့သူကပြောခဲ့ပါတယ်ဒါကြောင့်မလို့ဖျားမရှိဘူးဆိုတာအာမြက်ကန်းအမောင်နဲ့လမ်းသွားတဲ့သဘောမဟုတ်ပါဘူးเนาะတော်တကယ်ဟိုတမချန်းစာမှာတော့ဖျားသခင်မရှိဘူးမိုက်တော့သူတို့တာဆိုတတ်၏ ော့ဖရာဆိုတာရှိပါတယ်။ဖန်ဆင်းရှင်ဆိုတာရှိတယ်ဆိုတဲ့အကြောင်းဒီသိပ္ပံပညာရှင်များကတော့အဲဒီလိုခတ်ထွက်ဆိုထားပါတယ်။သင်လည်းဖရာပေးတဲ့အတိညာန်နော်ဒီတက်တင်များကိုဆင်ကျင်ပြီးတော့မှန်သောဖရာကိုရွေးချယ်နိုင်ဖို့ရန်အတွက်ဤတက်တင်များအဖြစ်အနည်းငယ်ဝင်ကားပါရောက်စီအောင်ဖရာရှင်ကောင်းကြီးပေးပါစေ။